မြတ်စွာဘုရားကအမြဲတမ်းအတုပကမ္မထံလေးဟောလိရှိတယ်။ဘာလို့အတုပကမ္မထံဟောလို့ဆိုလူတွေရဲ့တွေ့တာမှုတွေများတယ်လေ။အဲ့ဒီတွေ့တာမှုတွေများလို့တွေ့တာမှုတွေကိုဖျောက်ဖို့ရအတုပကမ္မထံဟောတယ်။နောက်တစ်ခါဘေးရာမမမြဲဘူးလို့ဆိုရင်အနိစ္စတရားကိုဟောတယ်။မမြဲတဲ့အရာတွေဟာဆင်းရဲတဲ့ကျင့်သက်စရာမကောင်းတဲ့ဒုက္ခတွေသာဖြစ်တယ်။ အဲ့ဒီမမြဲဆင်းရဲတဲ့အရာတွေဟာကိုယ်ဘာမှမတတ်နိုင်တဲ့သူ့သဘာဝအတိုင်းဖြစ်ပြီးကိုယ်အလိုတိုင်းမဖြစ်တဲ့အရာအနတ္တသဘာဝတွေသာဖြစ်တယ်ခိုင်မာတဲ့အရာတွေမရှိဘူးလို့နိစ္စဒုက္ခအနတ္တဆိုတော့မြတ်စွာဘုရားရဲ့တရားတော်ဟာအဆိုးမြင်ဝါဒလို့ဖြစ်လောကလူတွေဟာအကောင်းကြီးပဲကြည့်နေမယ်ဆိုလို့ရှိရင် တန်တရာထဲမှာပျော်မွေးနေမှာပေါ့အဆိုးဆိုတာတမင်ရှာပြီးတော့ကြိတ်ခိုင်းတာမဟုတ်ဘူးလူတွေကအဆိုးကိုမကြည့်တာကောင်းတာလေးပဲကောင်းကွက်ကိုရှာပြီးတော့ပျော်မွေးနေကြတာဖြစ်တယ်အဆိုးနဲ့တွေ့ပြီဆိုတော့မှအမလေးဆိုပြီးနောက်ဆုံးဖြစ်ကြတာနော်ဆိုပြီးဆိုရင်ဖြစ်ပြီလေလူတယောက်နေမကောင်းထိုင်မသာပြလို့ယောဂဖြစ်ပြီးတဲ့ဆိုဆေးုံရောက်တာနော်အဲ့ကြရင်ပြပြတလဲဖြစ်ကုန် ခြေမကင်မိလက်မကင်မိတွေဖြစ်နေသောတော်ကဟောတဲ့အနေဆာဆိုတဲ့အခါကျတော့သိစိတ်ဝင်လာဘူးကိုယ်ကိုနေဆာလိုပဲထင်နေတယ်ယောဂရဲဆိုတာတွေးလိုက်တာနဲ့တပြိုင်နက်မျက်လုံးပြမျက်စံပြဖြစ်ကဲပါအောင်ယူပါအောင်ဖြစ်လာတကယ်ကိုကမမြင်တဲ့သဘောဝရှိသည့်အတွက်ကြောင့်ဆင်းရဲဒုက္ခဆိုတာကျုံကိုကျုံလာမှာဖြစ်တယ် နောက်ဆုံးမှတေခြင်းဆိုတဲ့ဆုံးသက်မှုနဲ့လာမှာပဲဘယ်သူပဲဖြစ်ဖြစ်ကိုကောင်းမော်ကစပင်လေးတွေဖြူးလာပြန်တော့လေအောင်မဲအန်တုလိုက်တယ်ဆေးဆိုးပလိုက်တာဖုံးကွယ်လို့ရနေတာကိုဖုံးကွယ်တယ်လိုက်သွားကျိုးတယ်ကိစ္စမရှိဘူးသွားဆိုင်ပလိုက်တချို့ကတော့ချိုးပြီးတော့တောင်ဆိုင်တယ်ဒီမှာလှချင်လို့ခုခေတ်တော့အလှပြင်တာတွေပိုများလာနော် မေချွန်နေရင်လည်းဝိုင်းအောင်ပြင်လို့ရတယ်မေဝိုင်းနေလည်းမေချွန်လေးဖြစ်ချင်ရင်လည်းပြင်လို့ရတယ်လူတကူလုံးကိုခုဟာဗဂရိယုတ်ပျောက်သွားအောင်ပြင်လို့ရတဲ့ခေတ်ရောက်လာပြင်တဲ့လူကလည်းတကယ်သော ပြင်တာပဲအနာခံပြီးတော့ပြင်တာနော်သူ့ကိုယ်သူတော့ဆောင်မုတ်ရှိကောင်းရှိလိမ့်မယ်အနာခံမှအသာဆန်ရမယ်ဆိုအဲ့တော့ညှင်းချက်ကလေးနဲ့လောက်ကြတာ ဲနောက်ဆုံးတော့ဘာဖြစ်သွားလဲနောက်ဆုံးကြတော့တေယုတ်ကအကုန်ပေါ်လာတာစကယ်တန်ပဲကျန်တော့တာပေါ့နောက်ဆုံးကြတော့ရိုးရံကြီးပဲဖြစ်သွားတာပဲသဝင်းကြီးဘလောက်ဆေးဆူဆေးဆူနောက်ဆုံးကြတော့မနိုင်တဲ့အခါကျတော့ဤကြောင်းကြောင်းလေးဖြစ်ပြီးတော့လက်မြောက်လိုက်ရတာပဲဖြစ်တယ်သဝင်းကျွတ်တော့လည်းပဲအန်တူးကြသေးတာပဲ ပရေဒီတွန့်လာတဲ့အခါလည်းပဲဘိုတောက်ဆိုရယ်ဆေးထိုးပြီးအန်တုကြပြန်တာပဲအဲ့တော့ဘယ်လိုပဲအန်တုတုနောက်ဆုံးကျတော့အရှုံးဟာအရှုံးပဲဘဝပြန်ရောက်သွားတာပဲဖြစ်တယ်ဗောမြတ်စွာဘုရားကဟောထားတာအရှိပဂရိကိုပဂရိအတိုင်းမြင်ပါဘဝဆိုတာဟာအဆိုးကြီးမဟုတ်ပါဘူးမြတ်စွာဘုရားကဘဝမှာကောင်းတာလည်းရှိပါတယ် ဆိုတာလည်းရှိပါတယ်အကောင်းနဲ့အဆိုးနှစ်မျိုးခွဲခြားပြီးတော့ဟောတယ်သို့တော်မြတ်စွာဘုရားကသရဝရီဘဝကိုမတွေ့တအောင်ဟောတဲ့အခါကျတော့ပစ္စမစင်အဆိုးမြင်ဝါဒကြီးလို့ဖြစ်နေတယ်ပေါ့တကယ်ကတော့ realism ဆိုရင်အမှန်မြင်ဝါဒသာလင်းဖြစ်တယ်အဆိုးကြီးမြင်တာမဟုတ်ဘူးကောင်းတဲ့အကွက်ကိုလည်းကောင်းတယ်လို့ပြောတယ်မကောင်းတဲ့အကွက်ကိုလည်းမကောင်းဘူးလို့ပြောတယ် ဒါဖြင့်ဘဝမှာကျင့်တတ်เสียဘာရှိတယ်လို့မေးကြည့်ကိုယ့်အကိုဖြေရှားကြည့်ငါလူ့ဘဝရလာတယ်ကျင့်တတ်เสียဘာကောင်းလဲဆိုဘဝကိုအကြောင်းပြုပြီးစိတ်ချမ်းသာမှုကိုချမ်းသာမှုရတာဆိုလို့ရှိရင်ဒါဘဝရဲ့ကျင့်တတ်เสียမယ်ဘဝကိုခြေခံပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရတယ်ဒါနလုပ်ခွင့်ရတယ်သီလဆောက်တည်ခွင့်ရတယ်ပါရမီကုသိုလ်တွေဖြစ်အောင်လုပ်ခွင့်ရဒါကောင်းွက်လို့ခေါ်တယ် ဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခသောမနတ္တကိုချမ်းသာမှုစိတ်ချမ်းသာမှုတွေကိုရတယ်။ဒါဘဝရဲ့ခြေနှက်ဆရာအတ္တရာလို့ခေါ်တယ်။ဒါဖြင့်အဲ့ဒါတွေရှိတာလားလို့ဆက်တွေးကြည့်လိုက်။ဘဝဟာအနိစ္စသာဝရတည်မြဲနေမှာမဟုတ်ဘူး။ရုပ်လှတဲ့ပုဂ္ဂိုလ်ကလည်းပဲလှပတဲ့ယုတ်ကလေးကမြဲနေမှာမဟုတ်ဘူး။ နုပြိုတဲ့ပုဂ္ဂိုလ်ကလည်းဒီနုပြိုမှုတွေကစင်ထာဝရမဟုတ်ဘူးเนาะအဲ့ဒီအရာခတ်သိဟာပြောင်းလဲပြီးတော့နေတာဖြစ်သောကြောင့်လှပ်ပါတဲ့ပုဂ္ဂိုလ်ကလည်းမလှမပဖြစ်သွားမှာပဲနုပြိုတဲ့ပုဂ္ဂိုလ်ကလည်းပဲဒီကျန်တဲ့ရင်ရောဥမင်းနဲ့အသင်္တရန်ကြီးရရှိလာမှာပဲဖြစ်တဲ့ကျမ်းမာနေတဲ့ပုဂ္ဂိုလ်ကလည်းအစဉ်ကျမ်းမာမှာမဟုတ်ဘူး မကြမ်းမမှာယောဂဝေဒနာရတဲ့အချိန်ဆိုတော့ရှိတယ်။အစင်သာဝရလူတွေဟာကြမ်းမာပြီးဖြက်လက်ပြီးအစင်သာဝရပျော်ရွှင်နေသလားလို့ဆိုမဟုတ်ဘူး။မပျော်ရွှင်ရမယ့်အချိန်ခါမျိုးတွေလည်းဖြစ်လာတယ်ဆိုဘယ်ရာမှမမြဲဘူးဆိုရင်ဝိပရိနာမဓမ္မအစိုးဘက်ကိုပြောင်းနေတဲ့သဘောတွေဟာဘဝမှာခြေနှက်ဆရာမကောင်းတာတွေပဲ။ခြေနှက်ဆရာကြီးလည်းမတွေးနဲ့ မကျေနပ်စရာတွေလည်းရှိတယ်ဆိုတော့သိရမှာဖြစ်တယ်။အဲ့ဒါကိုအာဒီနဝလို့ခေါ်တယ်။နော်။ကျေနပ်စရာမကောင်းတာတွေတွေ့လား။အဲ့ဒါကိုစိတ်ပြည့်စရာကောင်းတယ်မတွေ့ဘူးလို့မလုပ်နိုင်နဲ့။တခါတရံကျတော့တွေးပြရ။တွေးပြီးမှကိုယ်ဘဝအမှန်ကန်ဖြစ်မယ်။မတွေးဘဲနေတဲ့ပုဂ္ဂိုလ်ဟာကောင်းမြန်စပြင်းလေးဖြူတာနဲ့ပဲစိတ်သောကတွေဖြစ်ပြီးတော့ဒုက္ခရောက်တတ်တယ်ပေါ့။ ကိုယ်စိတ်ကိုမနိုင်တဲ့အနေအထားမျိုးရောက်သွားတယ်ကျွတ်တင်ပြီးတော့စဉ်းစားထားတဲ့ပုဂ္ဂိုလ်ဟာနှစ်ဖူးတွေဒူးတွေတွေ့လာတဲ့အခါမှာခန္ဓာယီတွေရှိတာခန္ဓာယီရှိဒါကြောင့်ခန္ဓာယီရှိအောင်အကောင်းဆုံးကိုမျှော်လင့်ထားတယ်လို့အဆိုးဆုံးကိုလည်းရင်ဆိုင်မှုအသိရှိဖို့လိုအပ်တယ်မြတ်စွာဘုရားကသင်တာအဲ့ဒါပါပဲနော်ဘဝမှာကောင်းတာတွေရှိတယ် မကောင်းတာကတော့မတိမြဲခြင်းပဲဖြစ်တယ်။အဆိုးဘက်ကိုသွားနေတာဖြစ်တယ်။ဒါဖြင့်ဒီဘဝကထွက်လန်းရောရှိရလားဆိုရှိပါလေ။ဘာနဲ့ထွက်ရမလဲလို့ဆိုရင်ဘဝပေါ်မှာကျဉ်တ်နေတဲ့တဏှာကိုဖယ်ရမှာဖြစ်တယ်။ကျဉ်တ်တာတစ်ခုတည်းနဲ့ဘဝကယုံထွက်လို့မရတော့ဘူး။မကျဉ်တ်ဆရာတွေကိုကြည့်ပြီးတော့ကျဉ်တ်မှုတွေအမှန်မဟုတ်ခဲနဲ့ကိုယ်ကို လိန်လေပြီးတော့လှည့်စားထားတဲ့လှည့်စားမှုတွေအဆုံးသတ်ပြီးတော့အမှန်ကန်မြင်အောင်ကြိုးစားခြင်းဟာဘဝရဲ့ထွက်လန်းမဲ့ဖြစ်ပါလေလို့မြတ်စွာဘုရားကဟောတာအတ္တရာတဲ့ enjoyment ဆိုတာဉာဏ်ဆရာကောင်းတယ်အာဒီနဝနော်အပြစ်အနာစာ fault နေတရဏ exit ဘဝကထွက် ထွက်ဖို့အတွက်လည်းလမ်းကြောင်းပေးတာအဲ့ဒီထွက်ပေါက်မရဘူးဆိုလို့ရှိရင်လူဟာကြောင်ပိတ်မိပြီးတော့စိတ်ထွက်ပေါက်မရတဲ့အခါမှာဆိုရင်ချင်းငိုကြွေးခြင်းနဲ့တခြားနည်းတွေနဲ့ထွက်ပေါက်တွေရှားကုန်ကြတယ်အရက်တော့ပြီးထွက်ပေါက်ရှားတယ်ဘိဒီဒီမွေးဆေးတွေအသုံးပြုပြီးတော့ထွက်ပေါက်ရှားတယ်ဆိုတာတွေဖြစ်ကုန်စိတ်ဖြစ်စေလာပြီဆိုရင်ထွက်ပေါက်ရှားအဲ့တော့ ဲ့ဒီထွက်ပေါက်တည်းဟာမှန်လားလို့ဆိုမမှန်ဘူးမှားရင်းနေမှားရင်းရောမကဘူးလူဘဝကိုထိခိုက်စေအလုံးကိုထိခိုက်သွားစေဒါကြောင့်မို့ထွက်ပေါက်ဆိုတာဟာကိုယ်အထင်ရောက်ပြီးတော့တွေ့တားနေတဲ့ဘဝပေါ်မှာတွေ့တားနေတဲ့တဏှာကိုလျှော့ချခြင်းတဏှာကိုဖယ်ရှားခြင်းဟာတကယ်ထွက်ပေါက်ပဲဖြစ်တယ်လျှော့ချဖို့ဘာနဲ့လျှော့ချမှာလဲ အမှန်ကန်သိအောင်စဉ်းစားခြင်းဖြင့်ရှင်းချတယ်ဝိပဿနာတရားအထုတ်တယ်ဆိုတာအမှန်ကန်ကိုမြင်အောင်ရှုမြင်သုံးသပ်ခြင်းပဲဖြစ်တယ်လေအမှန်ကန်မြင်အောင်မစဉ်းစားဘူးဆိုလို့ရှိရင်အဖြေဆိုတာထွက်လာမှာမဟုတ်ဘူးဒါကြောင့်မို့အစ်စ်အမှန်ကိုတွေးရှိအောင်လုပ်အောင်ဒါကြောင့်မို့ဘုရားရဲ့အဆုံးအမတရားတော်တွေဟာပစ္စမစဉ်ဆိုတဲ့ဒီအဆိုးမြင်သွားတာမဟုတ်ဘူး အဆုံးမြင်ဝါဒမဟုတ်တော့ optimism ဆိုတဲ့အကောင်းမြင်ဝါဒလားဆိုအကောင်းမြင်ဝါဒလည်းမဟုတ်ဘူးအဆိုးကိုအဆိုးလို့မြင်တယ်အကောင်းကိုအကောင်းလို့မြင်တယ်ကောင်းတာကိုကောင်းတယ်လို့မြင်တယ်ဆိုးတာကိုဆိုးတယ်လို့မြင်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့အဆုံးမဝါဒဗုဒ္ဓဝါဒ realism လို့ခေါ်တယ်အမှန်ကိုမြင်တာအမှန်မြင်အောင်ကြိုးစားအပ်တော့